။ယင်းနဲ့ခက်က speed ညံဆန်ဆန်သွားမဲ့ခက်ကိုရောက်လိုက်။ဟုတ်ပြီနော် customer တွေညံတော့ပို့ကြိုက်လာပြီ။ speed နှုံးညံတော့ပို့ကြိုက်တဲ့ခါမှာကျွန်တော်စီးပွားရေးမှာ site ကို share တာထက် speed နှုံးကိုညံအောင်လုပ်ပါ။လေမြန်ကြီးကြီးတိဆောက်တယ် ်နော်ဆိုလိုချင်တာအဲမယွင့်အလကားပဲပေါ့ဟုတ်ပြီနော်ဆိုလိုချင်အရှိ့ကိုမယွင့်အလကားပဲတောင်လေးမြန်သေးရင်သေးနေပါစေအရေးကြီးတာ speed နှုံးမြန်ရင်ကိုလိုချင်တဲ့ခီးကိုအမြန်ဆုံးရောက်မှာပဲတောင်ဒီနေ့အရေးကြီးတာကစီးပွားရေးနဲ့ပတ်သက်ပြီးစဉ်းစားရင်အရေးကြီးတာကမိမိရဲ့ site ထက်မိမိရဲ့ speed နှုံး momentum ကိုဆက်လို့တော့အရင်ဆုံးစတင် management လုပ်ပါလေးမြန်ကြီးအပေါ်ရောက်လာလေလေအရှိ့ကိုပို့ရအောင်ဆက်လို့ပြေးရလေလေပဲဟုတ်ပြီနော်လေးမြန်ဆိုတာကအောင်မြင်ဖို့အတွက်အပေါ်ရောက်သွားတယ်လေပေါ်ရောက်သွားရင်အောင်မြင်သွားတာပဲလေကိုထိန်းသွားရုံပဲဒါကြောင့် momentum နဲ့အောင်မြင်တဲ့သူတွေပို့အောင်မြင်အောင်လုပ်ရတယ် ဒါမှဆရောကနေမှတဆင်ရေးရှိဖို့အောင်မြင်နာမည်ရလာလေလေအောင်မြင်မှုပို့ဖန်တီးပေးရလေလေဟုတ်ပြီနော်ဈေးကွက်မှာလူပို့ပြီးတော့အားပေးလာလေလေများများပို့အားပေးအောင်ဆရောကနေမှတဆင်ထောက်ခံမှုတွေပို့အားပေးအောင်လုပ်ရလေလေဒါကြောင့်အောင်မြင်မှုမှာဆရောချိန်ရမှသည်အချိန်အဟုန်ပဲဟုတ်ပြီနော်အချိန်အဟုန်ကြီးမားလေလေပို့အောင်မြင်လေလေပါဒါကြောင့်အချိန်အဟုန်ကိုမြင့်တင်ပြီးတော့အောင်မြင်အောင်လုပ်ပါဘွေးရမောင်မေဒီနေ့ဒီအချိန်ခါသည်ယေရှုဆန့်ရန်ချိန်တက်မိပါတွေအတွက်ဆရာသမားတွေအတွက်ဘုပေါ်မှာယေရှုရှိတဲ့သူတွေအတွက်ယေရှုဆန့်ရန်ချိန်တက်